အခန်း15တကြုံတို့ နောက်တကောက်နောက်သုံးလကြာတွင်တကြုံမကျွန်တော်တို့ကိုအခေါ်လာသည့်တင်မောရောက်လာ၏နေသည်မှာ အော်တိုဘာလ30ရက်နေ့ဖြစ်ကျွန်တော်တို့ကိုလာရောက်လက်ခံခေါ်ယူသည့်အဖွဲ့တွင်ထာဝရ3ရောက်သွားပါ၏အားလုံးအဖြူရောင်ဝတ်စုံကိုဝတ်ထား၏လက်မခံမီရှေးဥစွာကျွန်တော်တို့၏အမတ်သားများကိုစနစ်တကျစစ်ဆေး၏လက်ဝေပုံစံစုံယူ၏ဓာတ်ပုံရ၏နောက်ဆုံးအားလုံးကျင်းတဲ့လောက်မှပြင်သစ်ကောင်စီဝင်ကကျွန်တော်တို့အဖွဲ့ကိုလက်ခံကြောင်းကိုလံဘီယာအာနာပိုင်များရှေ့တွင်လက်မှတ်ထိုးယူလိုက်၏ လာခေါ်သောထောင်မှုရန်အားလုံးပဲကျွန်တော်တို့ကိုကောင်းစွာဆက်ဆက်ဤကိုလံဘီယာအနာပိုင်များရှင်း၌ရိုင်းပြသောစကားတခွန်းများမပြောမြေရသူအားလုံးအံ့ဩနေကြဤသူတို့ဖွဲ့ရမတာဝန်ခံပုံမှုဖို့ရဲ့ဆိုသူကကျွန်တော်ခြေပွားမှတရားများကိုလာစစ်ဆေးကြည့်ဟိတင်မောပေါ်ရောက်မှာစနေတကြဆက်ကုသပေးမည်ဟုပြောဤတင်မောပေါ်ရောက်သည့်နေ့ဝမ်ဘိုင်အတွင်းမှာအလွန်ကျင်းသောအချုပ်ခံတွင်တို့ကျွန်တော်တို့ကိုထဲ့ဤနှစ်ယောက်တည်းပန်ချီချင်းခဲ့ဤလန်ခီတစ်ယောက်မှာရာသီဥတုတံပါလေပူပြင်းဆိုးရလာသည့်ဖြင့်အလွန်ဆင်းရဲလာဤ ထိုသားသည်ပြပြဟူ၍ Grenadier ဂျွန်းတွင်ကြောက်မိသွေးဖြစ်၏ထိုဂျွန်းမှာအင်္ဂလိပ်ပိုင်ဂျွန်းဖြစ်၍အင်္ဂလိပ်ရာရှိတယောက်တက်လာပြီးတင်းမောကိုစစ်ဆေး၏တန်ချီချင်းခတ်ထားသောကျွန်တော်တို့ဖွဲ့ကိုမြင်လင်းပင်လယ်ကြီး၌အချင်းသားကိုအင်္ဂလိပ်ဥပဒေအရတန်ချီချင်းခတ်ခွင့်မရှိ၍သူတို့ပိုင်နယ်သို့ရောက်နေချိန်တွင်တန်ချီချင်းများကိုဖြုတ်ခိုင်း၏ကျွန်တော်ကလည်းအင်္ဂလိပ်ပိုင်နတ်နယ်မြေအတွင်းအမှုဖြစ်ပြီးကြံနေရအောင်အင်္ဂလိပ်အမှုရန်တအုပ်ကိုအကြောင်းမရှိဘဲပါလန့်ရိုက်ပြီးလက်ရောက်မှုတစ်ခုကိုကျူးလွန်လိုက်၏အမှုမလုပ်ပါထိုဘုတ်ကောက ပြင်သစ်ကီရနာတကြုံတို့အပိုးခံရမိအကျဉ်းသားကိုလက်ရောက်မှုကျူးလွန်ရောက်လောင်းနဲ့ဒိုကန်ဘော်ကတရားရုံးခေါ်သွားပြီးတရားဆွဲလာပါလားမလုပ်တော့ပါဘူးအလုံရှုပ်ရုံပဲရှိမယ်တကြုံသွားရမယ့်ပြစ်ဒဏ်ထက်ကြီးတာကိုဒိုလည်းပေးနိုင်တာမဟုတ်ဘူးပြော၏ကျွန်တော်မိတို့ကြံကြံဘာမှအရာထင်တော့မီမဟုတ်ပါတကြုံမှာလွန်မြောက်နေသည့်ဆက်တလာကြော်များအချိန်တွင်ကျွန်တော်ဖြတ်တန်းခဲ့ရသည့်ဘောဟာခရီးကိုလည်းအမျိုးမျိုးပြန်တွေးနေမိ၏တကယ်တော့ယခုကျွန်တော်တို့ရောက်နေသည့်တင်မောစိတ်နှင့်ဘာမှမဝေတော့ခရီးတွင်ကျွန်တော်တို့အပေါ်အလွန်ကောင်းခဲ့ဘူးသည့် ရှင်းနေမစ္စတာဘရောင်းတို့မိသားစုနေဤမစ္စတာဘရောင်းတို့မိသားစုကိုခွဲခွာခဲ့ပြီးနောက်ဂူရာကားအိုး၌ကျွန်တော်တို့ဖွဲ့တောင်းတင်နေစဉ်ကျွန်တော်တို့ဘောအလွန်ကောင်းခဲ့သောခရီးယန်ဖုန်းတော်ကြီးကိုလည်းတရေရမိပြန်ဤနောက်အိန္ဒိယလူရင်းတို့ထံသို့ကျွန်တော်အတွေ့များရောက်သွားပြန်ဤကျွန်တော်မင်းအားများကိုတရေရမိပြန်ဤတကယ်တော့ကျွန်တော်ထံမိုက်တီးသူလောကတွင်ရှိတော်မူပြီးကျွန်တော်မထင်တော့ပါဒွေကြီးလင်းအသေးနာစရာကောင်းလာဤကိုဘော်ရင်မေတ္တာစေမေတ္တာမင်းချစ်ခဲ့သောမယားများကိုစွန့်ပြီး ရင်ကြီးပါသည်ဆိုသောလူယုံမှလောကကြီးသို့ကျွန်တော်ပြန်လာခြင်းမိသည်မိုင်လာပြီလေချင်းအခုဆိုရင်ကျွန်တော်မယားများမှလည်းသာသမီများမွေးဖွားပြီးကြလိမ့်မည်ကျွန်တော်တို့တကြောထောင်မှာဖောက်ပြေးစားကဘယ်လက်ခီးဖြတ်ကူးနိုင်အောင်ကျွန်တော်ကိုအကူအညီပေးခဲ့သောခိုးကျုံးမအေးပြားယောဂတဲ့အမှုများကိုလည်းတရိယာမိ၏သူတို့ကျေးဇူးလဲကျွန်တော်ပေါ်နိုင်ကြီးလာပါပေသည်တကယ်တော့ဆတလာကျော်တွင်တွေ့ခဲ့ကြုံခဲ့ဘူးတော်အများစုမှာကျွန်တော်အပေါ်၌ကောင်းသူများပါသည် ဘယ်တရာကောင်စီဝင်ဆိုလေးနဲ့ကျွန်တော်ကိုလောကငရဲအတွင်းမှဆွဲထုတ်ပေးခဲ့သူဖြစ်၏ဂျိုးဇက်ဒီကာ၏အကူအညီပေးခဲ့မှုများကိုကအထူးစာဖွဲ့နေစရာပင်မလိုတော့တကယ်တော့ကျွန်တော်ဤအောင်ပွဲမရနိုင်ခဲ့ခြင်းမှာကျွန်တော်ဤစိုးလာသော ကုသိုလ်ကံတရားကြောင့်သာဖြစ်ဒီကိုကျွန်တော်မိတို့များမငြင်းနိုင်ပါကျွန်တော်ဝမ်းနဲ့လာဤတကြုံတို့ပြန်ရောက်တော့မီကျွန်တော်တို့ကိုတန်ဆောင်လာသည့်မာနာမီရှိတင်မော့သည့်တကြုံစိတ်ကန်းကိုစိုက်ရန်ဦးတည်နေလေပြီကျွန်တော်ရဲဘော်အားလုံးယင်နေ၌နာကြီးမှုအသီးသီးနှင့်မိသူများစကားမပြောနိုင်ကြ အတွေ့ကိုသည်ပြင်အဝေးသို့သာငေးကြည့်နေကြ၏ကျွန်တော်တို့ကိုလာခေါ်သောဝါရများကမူသူတို့မိသားစုများရှိသောတကြုံတို့ပြန်ရောက်လာကြခြင်းဖြစ်၍ဝမ်းသာနေကြ၏အပြန်ပင်လည်းခရီးတစ်လျှောက်လုံးမှာအလွန်လိုင်းထန်၏အခန်း၁၆1934ခုနှစ်နိုဝင်ဘာလ16ရက်စိတ်ကန်းတွင်လူများအုံနေ၏ကျွန်တော်တို့ပွဲကိုအမြောက်ပွဲကြည့်သလိုဝိုင်းကြည့်နေကြ၏မိုင်းထောင်ကြီးဝေးသည့်အထိပင်လယ်ခရီးကိုဖျက်ပြေးနိုင်ခဲ့သောကျွန်တော်တို့အပေါ်အလွန်စိတ်ဝင်စားနေကြပုံရ၏ ဟိုချောင်းမှာဒိုင်ယာနဲ့ကောင်ကဘာဘီလုံဆိုတာသူနောက်ကကောင်ကကလိုစီဟိုတယောက်ကမာဂျူရက်ဆိုတာသူတို့ချင်းချင်းပြောနေကြသောစကားတံများကိုလည်းကျွန်တော်တို့အတိုင်းသားကြားနေရ၏အကျဉ်းအောင်တွင်တို့ရောက်လေပြီးထောင်သားအလုံးကိုတန်းစီရခိုင်းထား၏ကျွန်တော်တို့ဘွဲကိုထိုတန်းစီရက်နေသောထောင်သားများရှေ့တဲတဲသို့ရောက်သွားခိုင်းပြီးထောင်ပိုင်ကြီးကအတန်ချဲဆက်ဖြင့်ထောင်သားများကိုဩဝါဒပေး၏အကျဉ်းသားရိအခုမင်းတို့မြင်နေမဟုတ်လားတကြုံကထွက်ပြေးတဲ့ကျွန်းသမားကိုကဘာပေါ်မှာဘယ်တိုင်းမီပဲနိုင်ငံကမှလက်မခံဘူး ရာသွားတဲ့နိုင်ငံကတို့ပြင်သစ်အာဏာပိုင်တွေလက်ထဲကိုပြန်အပ်မှာပဲမင်းတို့မှတ်ထားငါတို့ကျောင်းကထွက်ပြေးလို့ဘာအကျိုးမှပေါ်စရာလည်းမရှိဘူးနောက်ဆုံးအခုမင်းတို့ရှိကကောင်းနေလို့ပဲတို့စီပြန်ရောက်မှာပဲအခုဒီကောင်းတွေကိုငါတို့ဘာလုပ်မလဲသိလားခေါယုံဖွဲ့ပြီးစစ်မယ်ကြီးလေးတဲ့အဖြစ်တန်သစ်တွေထပ်ပေးမယ်နောက်ပြန်လည်းမရှိတဲ့စိန်ဂျိုးဆက်ကျောင်းကအလုံချမ်းစကန်ကိုပို့မယ်ကျွန်တော်တို့ကိုအထူးအချုပ်ခံအတွင်းသူချက်ချင်းပို့ဤကျွန်တော်ခြေပေါ်ကနှစ်ဖက်မှဒဏ်ရာများမှာပင်လယ်ခရီးတွင်ပို့ဤဆိုလာဤပြစားကားကဲသို့ပြန်ရောက်လာဤ ထို့ကြောင့်အထူးချုပ်ခန်းသို့ရောက်သည်နှင့်အစည်းအမှုကိုတွေ့ခွင့်တောင်းရ၏ကလိုစီကြောက်ပတ်ဒီစီထားသောဂျိုးနေသည့်ခြေတစ်ဖက်မှလည်းအခြေအနေမကောင်းပါဝါရာများကကျွန်တော်တို့ထံရများကိုဆေးဆေးပြီးဆေးပေးကန်းသို့ခေါ်သွား၏ဆေးပေးကန်းနာကျွန်တော်ရဲဘော်ဟောင်းဖရန်ကိုစီလာနှင့်တွေ့၏စီလာမှာဆေးကန်းတာဝန်ကျအကျဉ်းသားတာဝန်ကိုယူခွင့်ရနေတော့မင်းဖြစ်၏သူနဲ့တူသူဆွေအားဆေးမှုဝါရာလည်းရှိပါသည်စီလာမင်းကကိုဆေးရုံတင်ပေးလို့မရဘူးလားတိတ်တော့လွယ်မယ်မထင်ဘူးဒါပေမဲ့ငါစူးစမ်းကြည့်အောင်မယ် ။တကြုံကထွက်ပြေးမှုတဲ့အကျဉ်းသားကိုတို့ဘယ်တော့မှဆေးရုံတက်ခွင့်မပေးဘူး။မန်ဒီကျွန်တော်ဆေးရုံတက်ခွင့်မရ။ဖီလာကကျွန်တော်ခြေပေါ်မှာဒဏ်ရာများကိုအသေးချာဆေးကြောပေး၏၊ဆေးထည့်ပေး၏၊ပတ်တီးသစ်စီပေး၏။နောက်ကျွန်တော်ကိုချက်ချင်းအထူးချုပ်ခန်းသို့ပြန်ပို့၏။အထူးချုပ်ခန်းမှာအကျဉ်းသားတယောက်စီတီးတန့်ခွဲထား၏ရောမတာ။နောက်တနေ့အနာစီထဲရန်စီပေကန်တို့ရောက်စဉ်စီလာကကျွန်တော်ကိုမေးဘာဘီမေးတခြားအချင်းသားတွေနဲ့ရောနေရမယ့်အခန်းကျယ်ကျယ်ကိုမပြောင်းချင်ဘူးလားပြောင်းချင်တော့ဗော မန်ဒီထိုအချိန်မှာကျွန်တော်အလုံးအားငယ်ပါသည်ဖြစ်နိုင်ရင်တယောက်တည်းမနေခြင်းအခြားလူများအနည်းတွင်နေခြင်းအေးငါကြံကြည်အောင်မေစီလာ၏ကျေးဇူးကြောင့်နောက်တနေ့တွင်ကျွန်တော်အခန်းကျေဇူးပြောင်းရ၏အခန်းကျေမှာလူ၄၀ကိုစုထားသောအခန်းဖြစ်၏အထူးချုပ်ခန်းပင်ဖြစ်၏အခန်းတွင်နေသောအကျဉ်းသားအလုံးမှာအထူးခုံယုံတင်ခံရန်စောင့်နေကြသူများဖြစ်၏မကြမီအထူးပြည်ထန်သင်များကိုခံရမိသူများပင်ယခုချိန်တိုင်းကျွန်တော်တွင်အရေးကြီးဆုံးပြဿနာမှာခြေပေါ်အားမှဒဏ်ရာများပျောက်ကင်းသွားရမည်ဖြစ်၏ တို့မှအနာဂတ်လွတ်မြောက်ရေးကြိုးပမ်းမှုများကိုကျွန်တော်ဆက်ကြံရမည်မဟုတ်လားကျွန်တော်စိတ်တင်ခြေပွားမှဒဏ်ရာပြောက်အောင်အ ਨੇ စုံတလားလောက်ကိုရအောင်မည်နောက်ပြန်လည်တန်ဆွမ်းရမှအ ਨੇ စုံတလားလေးကျင်းရအောင်မည်တလားဖြစ်နေရခြင်းမရမည်နှစ်လလည်းဖြစ်ကောင်းဖြစ်နိုင်သည်ကျွန်တော်အခန်းဒီပေါ်အကျဉ်းသားများမှလူဆုံးဖြစ်တကြုံရောက်ပြီးမှခိုးမှုလူရမှုလူတတ်မှုထွက်ပြေးရန်ကြံမှုစသဖြင့်ပြမှုတည်တရားရက်ကိုကျူးလွန်ထားသူများဖြစ် ညဘက်တွင်ကျွန်တော်တို့ဘွဲ့ဝင်လူ40မှ20စီခွဲပြီးတသားအိတ်စင်ကိုပြည့်ရှိကြီးများပေါ်၌အရာဤကျွန်တော်တစ်ဖက်စီကိုတန်ကျိုးများဖြင့်ချီပြီးတန်ကျိုးစကိုအိတ်စင်ခြေရင်မှတံမာရန်ကြီးတွင်တော့ခတ်ထားဤညာ6နာရီမှစတော့ခတ်ပြီးမနက်6နာရီထိုမှပြန်ဖြည့်ပြီးနေဘက်တွင်မူအပြင်ထွက်ခွင့်မရတော့လဲအခန်းတွင်၌လොလတ်စွာနေခွင့်စကားပြောခွင့်ရဤ ျွန်တော်တို့ဘေးငြိမ်မှုရှိပါကျွန်တော်တကြုံမှထွက်ပြေးစဉ်လမ်းတိုင်းတွေ့ကြုံခဲ့သည့်အတွေ့အကြုံများကိုသိကျင်၍လာမေးသူတဦးမဟုတ်တဦးကျွန်တော်ဝေးထွေအမြဲရှိကျွန်တော်စာကြောင်းကိုပြန်ပြောပြ၍အိန္ဒိယလူရဲရွာမှကျွန်တော်မိအားနှစ်ယောက်ကိုပြစ်ပြီးခရီးဆက်သည့်အခန်းရောက်လင်းနားထောင်သူတိုင်းကျွန်တော်ကိုဝိုင်းပစ်တင်ကြ၏သူတို့သာဆိုရင်ထိုရွာ၌မိတသက်လုံးနေကြတော့မည်ဟုပြော၏မှန်သည်ကျွန်တော်ပြိုင်မင်းကြီးမှာအားလုံးမှကျွန်တော်အမားများသာမဟုတ်ပေလား တကြုံလိုပြန်ရောက်ခဲ့ဒီမှာ၃ဘက်ရှိသွားလိမ့်ပြီခြေနာအနေငယ်တတသဖြင့်ဘေးမှာအမေတခုခုကိုဂိုင်းပြီးဖေးဖေးချင်းစမ်းရှောင်းနိုင်သည့်အဆင့်ကိုလည်းရောက်လာလိမ့်ပြီပနမဆောင်လန်းစစ်စေးတီခုံရုံးတွင်တကြုံစေးရုံမှာကျွန်တော်တို့ထွက်ပြေးစဉ်မင်းနေအောင်ရိုက်ပြခဲ့မိသောထုံညာဤတာဝန်ကြဝါရာ၃ယောက်နှင့်ပြန်တွေ့၏တို့တို့၃ယောက်လုံးမေကျွန်တော်တို့ကိုပြန်မိပြီးတကြုံပြန်ရောက်လာခြင်းအတွက်အလွန်ဝမ်းသာနေကြ၏ကလေးစားပြန်ချေခြင်းသည့်အတွင်တံတန်းများမှလည်းတို့မျက်နာတွင်ထင်ရှားပေါ်နေ၏ သူတို့သောင်းရောက်လုံးမင်းကျွန်တော်တို့လူမျိုးမှုအတွက်အပြစ်ဒဏ်အကြီးကျယ်ခံရ၏ပြည်သည်မိနိုင်ငံတို့ပြန်နေခွင့်ရမည်ခွင့်ရရှိ6လဆုံး၏တနေ့အထူးအပိုလားစာဖျက်ခံရ၏သူတို့အဘယ်သို့ခြေနဲ့နိုင်ကြမည်နည်းပဏာမဆုံးလမ်းစစ်ဆေးမှု၌ကျွန်တော်တို့ကိုအဓိကထား၍စီမေးသည်မှာပင်လေကိုဖျက်ကူးနိုင်ခဲ့သော လေကိုအဘယ်သို့ရခဲ့သည်ဟုသောမေးခွန်းဖြစ်၏ကျွန်တော်တို့အမှန်ကိုမဖြေပါအမျိုးမျိုးလုံးကြံမိဖြေပေးခဲ့ကြ၏စုံလန်းစစ်စေးရေးဥက္ကဋ္ဌကကျွန်တော်ပေါ်လုံးဝမကျေနပ်ကြီးလေသောပြစ်ဒဏ်မရရအောင်သူလုံးမိဟုချိန်ချောက်၏ ကျွန်တော်အချိန်တွေမှာတနေ့တည်းတနေ့ပို့ပို့တက်တာလာပါသည် စီလာကြီးကျေးဇူးကြောင့်ပြင်စီလာသည်မနက်တစ်ချိန်ညနေတစ်ချိန်ကျွန်တော်ထံလာပြီးအနာတတအောင်အမျိုးမျိုးပြုစုပေး၏နှိပ်ပေး၏ကျွန်တော်အခန်းပေါ်များကလည်းကျွန်တော်ပေါ်အလွန်ကောင်းကြရှာပါသည်ကျွန်တော်လမ်းလျှောက်လေးကျင်းသည့်အခါတိုင်းဂူတွဲပေး၏သူတို့အားလုံးမင်းကျွန်တော်ဤပင်လယ်ပင်ကြီးအဖက်ကျော်ပြီးရွမြောက်ရေးထွက်စွန်စားဝင့်ခဲ့ကြသည်ကိုချီးမွမ်း၍မဆုံးကြ အချို့ကလူတွဲပေးရုံတွင်မဟုတ်ဆီလာချန်ထားသောအယောင်ရောစေနိုင်သည့်စီများဖြင့်ကျွန်တော်ချေပွားများကိုပြန်တမ်းမာလာစေရန်ကုနှိပ်ပေးကြ၏